အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒီနေ့ဒီပေါ်ဒီနေ့မနေ့အစောပိုင်းမှာတော့ဒါကျွန်တော်ပွဲပြီးသုံးသက်ချက်ကိုတော့ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်နှစ်ပွဲကိုပေါင်းပြီးတင်ဆက်ပေးချင်တာဖြစ်ပါတယ်။ဘာလို့ဆိုဒါကျွန်တော်တို့ Manchester City ပွဲစဉ်ကလည်းကျွန်တော်ဒါအပြည့်မကြည့်လိုက်ရတော့ကျွန်တော် highlight ပဲကြည့်ရတော့ကျွန်တော်တို့ရှုလို့ဟာဒီလိုအပ်တဲ့ရှိရဲ့ဥစားလေးဖြစ်မှာဆိုတော့အတူကြောင့်လို့ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့နှစ်ခုပေါင်းပြီးတင်ဆက်ပေးချင်တာဖြစ်တယ်ပေါ့နော်။အဲ့တော့ Tottenham Hotspur အသင်းရဲ့ဒါကျွန်တော် Manchester City ပွဲရဲ့ကိုကျွန်တော်အနေနဲ့ဒါကျွန်တော်တစ်ချိန်ထဲမှာနှစ်ခုလုံးအနေနဲ့တင်ဆက်ပေးချင်တာဖြစ်တယ်။အဲ့တော့ ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့လက်ရှိ Manchester City အသင်းကတော့ဒါကျွန်တော်လက်ရှိအသင်းကြီးရဲ့ထဲမှာတသင်းတည်းသောနိုင်တဲ့အသင်းတသင်းနဲ့ဆက်လက်ပြီးထွက်ပေါ်လာခဲ့တယ်။ City ဒါကျွန်တော်တို့ဒါ Liverpool ရှုံးတယ်။ Tottenham Hotspur တည်ကြတယ်။ Chelsea ရှုံးတယ်။ United ရှုံးတယ်ပေါ့နော်။အဲ့တော့ပြောချင်တာအသင်းကြီးရဲ့ထဲမှာ City အသင်းကဒီနေ့မှာပထမအဦးဆုံးဒါကျွန်တော်အေးပေါ့တသင်းတည်းသောအသင်းနေနဲ့နိုင်ပွဲကိုဖော်ဆောင်ပြခဲ့တယ်။ဒီနေ့မှာဒါကျွန်တော်ရွှေဘကိုရွှေဘလို့ပြန်ပြီးတော့မှန်ပြီးစေခဲ့တဲ့ပွဲဆိုလည်းမမအောင်။ဒါကျွန်တော်နေနဲ့ဒီနေ့ပွဲဆိုမှာအားရစရာလို့ပြောပါဆိုရင်တော့ဘာလဲဆိုရင်တော့ Jeremy Doku ပဲ။ Jeremy Doku နဲ့ခုလည်း ီဒီနှစ်မှာအတိုးတက်ဆုံးသောကစားသမားတယောက်လို့ပြောရင်တော့ကျွန်တော်အနေနဲ့မှားမယ်မထင်ဘူးဂျာမီဒိုကူအရင်တုန်းကတော့အန်ပရိုဒက်တွေလိုအပ်နေတော့ဒီနှစ်ပွဲစဉ်ကတော့ကျွန်တော်ရှေ့ပွဲစဉ်တောက်လျှောက်မှာဂျာမီဒိုကူရဲ့ဒါကျွန်တော်တို့ impact တွေကတော်တော်ကြီးကိုကြီးမားတယ်ဆိုတော့ကျွန်တော်အနေနဲ့လုံးဝလုံးဝငြင်းပယ်စရာမရှိဘူးလို့ကျွန်တော်အနေနဲ့ပုံကိုကြီးရကျွန်တော်ဒီနေရာမှာမြင်မိတယ်။အဲ့လက်ရှိမှာဒါကျွန်တော်တို့ Erling Haaland ကော Erling Haaland နဲ့ဒီနေ့ပွဲစဉ်မှာတကူဖန်တီးပြီးနှစ်ကိုးသွင်းပြီးတော့ Man of the Match ဆုကိုထားရတဲ့နေရာသွားခဲ့တာကိုတွေ့ရမယ်။အဲ့တော့ Ellen Haaland အတွက်ကဒီနေ့ပွဲစဉ်က impact ကြီးတယ်။ Ellen Haaland ရဲ့အခုလက်ရှိမှာသူ့ရဲ့မနစ်က form drop ဖြစ်တာကိုဒီတစ်နှစ်ကဥစား form ကိုပြန်ရအောင်သူ့အနေနဲ့ပြန်ဆွဲနေနိုင်တာဖြစ်တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်အတွက် one တာဆုံးတစ်ခုပြောပါဆိုရင်တော့ကျွန်တော် Faith Foden အတွက်ပဲ။ Faith Foden နဲ့လက်ရှိဒါကျွန်တော်ပွဲတိုင်း minute 90တော်တော်များသူ့နဲ့ပွဲထွက်ခွင့်ရခဲ့ပြီးလက်ရှိမှာ Arsenal ပွဲစဉ်ကလွင် performance တွေကတော်တော်ကြီးကိုပိတ်ဖြစ်နေခဲ့တာတွေ့ရမယ်။ Foden နဲ့လက်ရှိမှာဒါ attacking midfield မကျ center forward မကျမှာတော်တော်လေးကို Haaland ကိုလည်းကူနိုင်ခဲ့သူ Jeremy Doku တို့လည်း space တွေကိုအများကြီးရှာပေးနိုင်ခဲ့တဲ့အတွက်မှာပါတယ်။ နဲ့လက်ရှိမှာ City တင်းနဲ့တွင်းတော်ရဲ့တွင်းကိုမှာဒါကိုကပဲချီးကျူးလိုက်လာမယ်လက်ရှိဒီနေ့ပွဲစမှာဩခံစေမှုရတဲ့မှာဒါကျွန်တော် STV တကောင်ကတော့ဒါမဆိုးဘူးလို့ကိုကချီးကျူးလိုက်လို့လားမသိပေမဲ့ STV တကောင်ကပဲဒါကျွန်တော်အုံကိုနှလုံးလုံးကိုပေးသွားခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ဒီနေ့ပွဲစမှာဒါကျွန်တော်ပထမပိုင်းပွဲပြီးသွားကျွန်တော်ဘုံ1ဖြစ်သွားခဲ့မယ် City ပြန်လာမယ်ဆိုအကုန်လုံးသိပြီးသားဖြစ်ခဲ့ပါတယ် City တင်းနဲ့တော့ဒီပွဲလုံးအရာ dominant လောက်ခဲ့ပြီးတော့ဒါတစ်ဖက်ရဲ့ Bentley ရဲ့ဒါကျွန်တော်ခံစစ်ကိုဒါကျွန်တော်တို့အေးပေါ့ပူနေတဲ့မီးကဲကိုဒါကျွန်တော်ပုတ်ထားတဲ့ဓာတ်ကဒါကျွန်တော်တို့ ထောပတ်ထဲကိုထည့်လိုက်လို့ပဲရွှီဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်မလားကျွန်တော်ပွဲကြုံမှာပြောခဲ့တာရှိတယ်အဲ့ဒါကပါတော့ Jeremy Duke Walker အဲဒီကျွန်တော်အမှုန့်ကြိတ်ပြီးအေးဖြော်တောက်လိမ့်မယ်ဆိုတာဒီနေ့ပွဲစမှာဒါမျိုးတော့အတွေ့ပြီးအပြစ်တွေ့ရလက်ရှိတော့ cancel ဘိုင်းမှာဒါကျွန်တော် blue mark city ရဲ့တိုက်စစ်ဘိုင်းကိုနင်းလားငါလားကြီးမှာ blue mark မရှင်းနိုင်ဘူးတကယ်ကိုရုပ်ပြတ်ဆင်ပြတ်ဖြစ်လို့နေလက်ရှိမှာဒါ bandy ဒီတိုင်းသွားဒီ cancel ပုံစံမျိုးဒါကျွန်တော်အသင်းလက်အသင်းအသင်းလက်နေတော့တွေ့လို့မရအောင်အသင်းငယ်ချင်းချင်းတွေ့မယ်ဆိုရင်တော့မဆိုးလို့ပြောလို့ရမယ်စကော့ပါကာဒီတိုင်းဆက်သွားမယ် walker ကိုဆက်ပြီးနေရာပြေးအောင်မယ်ဆိုရင်တော့

တည်ကြတာတခုကတော့ဘန်လီအသင်းအနေနဲ့ဒီတဲ့တိုင်းတန်းပြန်ဆင်းရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဘန်လီအသင်းကဒီနေ့မှာ potential ရှိတယ်။ဒါကျွန်တော်လက်ရှိစပါးနဲ့ပွဲမှာလည်းကိုယ်အနေနဲ့တွေးခဲ့ရတာမှန်ပေမဲ့သူတို့ရဲ့ cancel ပိုင်းကသူတို့ကိုတတ်နေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ cancel နေတာ9ယောက်ပဲဆော့ဆော့3ယောက်ပဲဆော့ဆော့4ယောက်ပဲဆော့ဆော့သူတို့ရဲ့ cancel မှာ hard man တကောင်ကလွင်တသင်းလုံးကတော်တော်ကြီးကိုပုတ်တယ်လို့ပြောလို့ရအောင်အထီကိုသွားတယ်တယ်မှာပါတယ်။လက်ရှိမှာဒါကျွန်တော်တို့တသင်းလုံးအနေနဲ့ဘန်လီရကြည့်မယ်။ကျွန်တော်မြင်နေပြောနေလို့ပဲဘောနော်။ဒါပြောချင်တာပို့ဆိုးသွားတာ City အသင်းအနေနဲ့2-1ဖြစ်သွားတဲ့အချိန်မှာဘန်လီအသင်းတက်ပြတ်သွားတယ်။အဲ့တော့ cancel ်ဆော့မယ်ဆိုလဲခံစစ်ဆော့မယ်တိုက်စစ်ဆော့မယ်ဆိုလဲတိုက်စစ်ဆော့မယ်တိတိကျကျဒါကျွန်တော်စကော့ပါကာယူခဲ့ကျွန်တော်အများနဲ့ပြောခဲ့လို့ပါပဲစကော့ပါကာအနေနဲ့လက်ရှိမှာသူ့အသင်းကသူ့အသင်းကလက်ရှိမှာဒါကျွန်တော်ချန်ပီယံလိအဆင့်ဘူးကျွန်တော်ဒါချန်ပီယံရှစ်အဆင့်ပဲရှိပြီးပရီးမီးယားလိနည်းပြမဟုတ်ဘူးချန်ပီယံရှစ်မှာသူ့နဲ့သူ့အသင်းကိုတင်ပုံစံမျိုးဆော့လို့ရမယ်ဒါစီတီလိုအသင်းမျိုးနဲ့တွေ့မယ်ဆိုတော့ဒီလိုမျိုးခံရမှာလို့မြင်ရတယ်မှာပါတယ်စီတီတော့ကလက်ရှိနောက်ဆုံးပွဲဒီမှာတောက်ရှော့တာကျွန်တော်တွင်းကိုတွေကိုတွင်းခဲ့ပြီးတကယ်ကို impact ကြီးမားတဲ့ပွဲစဉ်တွေပေါ်လို့မြင်တယ်ကစားသမားတွေတော့လည်းဒါကျွန်တော်အကောင်းအပေါင်းလက္ခဏာဆောင်ပြီးတော်တော်လေးဥဒါ moral တက်သွားမ ယ်ပွဲစဉ်တစ်ပွဲတူပြောမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့လုံးဝမှားပဲမထင်ဘူးအဲ့ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော် CD သင်းနဲ့လုံးဝ100%ဒီ score line ကဒါထိုက်တန်တယ်လို့မြင်နေ CD သင်းနဲ့ဒါကျွန်တော်လက်ရှိလာမယ့်ဒါကျွန်တော် Champion League ပွဲစဉ်မတိုင်ခင်မှာ ဒီရလက်ပိုင်းကတော်တော်လေးကိုဒါကျွန်တော်အသင်းအတွက်ဒါအကောင်းဆုံးရလက်တစ်ခုလို့ကျွန်တော်နေမြင်တယ်ပြီးရင်တော့စီးရီးသင်းကဒါကျွန်တော်ပြင်သစ်သွားပြီးတော့မိုနာကိုရဲ့အိမ်ခွင့်မှာသွားဆောင်ရမှာဖြစ်တယ်စီးရီးသင်းနဲ့ဒါပြီးရင်တောက်လျှောက်ဒါကျွန်တော်အဝေးခွင့်နှစ်ပွဲဆက်ကမ်းမယ်မိုနာကိုရဲ့အိမ်ခွင့်ဒါကျွန်တော်ပြီးရင် Brentford အိမ်ခွင့်ပေါ့နော်ဒါကျွန်တော်လက်ရှိမှာ Manchester United ကိုနိုင်ထားတဲ့ Brentford အနေနဲ့သူတို့ရဲ့အိမ်ခွင့်မှာပဲ United ဒါစီးရီးသင်းဒါ Manchester နောက်သင်းကိုရင်ဆိုင်ရမယ်အဲ့တော့စီးရီးသင်းနဲ့ဒီနေ့ပွဲဆက်မှာ cancel ပါ cancel ပါမှာတိတ်ပြီးကျွန်တော်နေဘာမှပြောစရာမရှိဘူးဒါကျွန်တော်ပြေးလိုက်တဲ့သင်းကိုအဲ့ဒါကျွန်တော် ကပက်ဒီကပက်ကရှောဂိုးလို့ကျွန်တော်အနေနဲ့မြင်တယ်စီတီရဲ့ခံစစ်ကတော့ကျွန်တော်ဟိုတစ်ခါတုန်းကလည်းပဲကောင်းနေသေးတယ်မြင်တယ်ဒါပေမဲ့ဒီစီတီရဲ့ခံစစ်မှာကျွန်တော်အနေနဲ့လိုအပ်တာလေးတစ်ခုကပါတယ်ဆိုတော့ left back ပဲအခုချိန်နေတာစီတီအသေးဆုံးဆိုလက်ဘက်မှုကျွန်တော်ဒါဘယ်လိုပြောမလဲ right back ပေါ့နော် right back ပဲအဲစီတီတင်းနေခုလက်ရှိချိန်မှာကျွန်တော်ဒါခံစစ်နေရမှာဒါကျွန်တော်တို့ဟိုရှေ့ကတော်တော်လေးကိုကောင်းမယ်မယ်ဖင်ကထောက်ရှောက်ဟောင်းလောင်းဖြစ်နေတဲ့ပုံစံမျိုးကိုစီတီအသေးစီကနေပြီးတော့ထောက်ရှောက်ပုံစံမျိုးကျွန်တော်တွေ့နေရအဲ့ဒါကိုတော့ကျွန်တော်တော်တော်လေးကိုမကြိုက်ဘူးဒါဘုံမွေလေးလေးပေါ့တော်တော်ကြီးကိုမကြိုက်ဘူးဒါပေမဲ့ဒါတချို့ဟို moment ဒီမှာဆိုတော့ကျွန်တော် full back ဒီပုံစံမထားရဒါပေမဲ့ခုနကပြောပြတာ ါပါစီးသင်းနေတာခံစစ်ကတော်တော်လေးဒူးတယ်လားဒီညမှာကူဆနော့ဝင်ဆောင်ရင်လည်းမဆိုးဘူးလို့မြင်တယ်အဲ့တော့ကူဆနော့မပါတဲ့ခံစစ်ကဂိုးပေးခဲ့ရတာမှန်ပေမဲ့ကူဆနော့ပိုင်တော့ပိုကောင်းသွားမယ်လို့မြင်တယ်ဒီနေ့ပေါ်စမှာရူဒီကိုလည်းဒါအနာပေးနိုင်ခဲ့တဲ့အတွက်ကြောင့်စီးသင်းအပတ်ကတော့ပြန်ကြည့်မယ်ဆိုတော့ဘယ်နေရာမှာကြည့်ဒီပွဲစဉ်ကတကယ်အပေါင်းလက္ခဏာဆောင်ခဲ့တယ်ဒါကျွန်တော်ကြိုက်ခဲ့တဲ့ကစားသမားတွေအကုန်လုံးဒါပါဝင်ပတ်သက်ခွင့်ရခဲ့တယ်ကျွန်တော်လည်းချင်တာထက်ပိုပြီးတော့ expectation မြင်ခဲ့တယ်ဂျော်မီတိုကူဖိုဒက်အိုရိုင်လီဒီကစားသမားတွေကကျွန်တော်ရဲ့ expectation အတိုင်းပဲဒါ performance ကိုစပြခဲ့တယ်စီးသင်းပုံစံမျိုးဒါရွှေဖိုက်ရတာအရေးအယောင်တွေတဖြည်းဖြည်းပြန်တွေ့ရခဲ့ပြီးပြောလို့ရမယ်အနေထား မှာရှိတယ်။ရွှေဘဟာရွှေဘပဲဆိုတာကိုဒီလိုမျိုးပွဲစဉ်တွေကတော့ဆက်ပြီးသက်သေပြဖို့လုပ်လို့တယ်။စီဒီသေးနဲ့အရင်တော့ကပုံစံတိုင်းပဲအမှတ်ရရမယ်ပွဲစဉ်တွေမှာဆက်လက်ပြီးရဖို့အတွက်ကြိုးစားနေပြီးအမှတ် ခုနကဘာလို့အသင်းကြီးချင်းချင်းဆိုတော့ကိစ္စမရှိပါနဲ့အသင်းငယ်တွေဆိုရင်တော့ဒီလိုမဖြစ်နိုင်ပြီးတော့ဆွတ်ဆတ်ပြီးကျန်တတ်တဲ့ city ကိုပြန်မြင်ရတော့တကယ်ကိုကောင်းတဲ့အချက်ပဲတခုလို့မြင်တယ်နောက်တစ်ပွဲကတော့ကျွန်တော်ရဲ့အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းပေါ့နော်ကျွန်တော်ကကျွန်တော် GK တဲ့ဒါကျွန်တော်လက်ရှိ Thomas Frank ဒါကျွန်တော် PSG ပွဲစဉ်ကဆိုင်အခုချိန်ထိဒီပွဲစဉ်ကဒုတိယပိုင်းမှာကျွန်တော်မြင်မှုသမားစပါတဲ့အញ្ញံဆုံးပွဲလို့ပြောလို့ရတယ်တချို့ကတော့ပြောတယ်ပေါ့နော်စပါအသင်းနဲ့လက်ရှိမှာ Wolf ကိုဒါကျွန်တော်တပွဲလုံးဖိပြီးတော့ဒါကျွန်တော်တော်တော်လေးကိုကျွန်တော်နိုင်တယ်လို့ဝိုင်းပြီးပြောကြတာတွေ့ရမယ် ပြောရလူပွဲဆရာဝါလာဘာညာဆိုပြီးပြောတာတွေ့မယ်ခမရမသိလို့ wolf နဲ့တွေ့ပြီဆိုကျွန်တော်တို့ကအယံခံရတယ်ဥမာကျွန်တော်ဒါ city ကစပါးကိုတွေ့တယ်လို့ပဲခမရ city ဘလောက်ကောင်းနေကောင်းနေ travel ဖြစ်ဖြစ်လေးနေစပါးဖြစ်ဖြစ်ဘလောက်ပဲကောင်းနေကောင်းနေ total hotspot အသင်းနဲ့တွေ့ပြီဆိုရင် city အသင်းပြတုတ်တာတွေ့ရမယ်စပါးအသင်းနဲ့အတန်မဲ့လက်ရှိမှာခမရ performance ကဘလောက်ကောင်းနေကောင်းနေ wolf အသင်းနဲ့တွေ့စပါးအသင်းရှုံးတာပဲတကယ်ကိုခမရမှတ်မှတ်ရ edge poster ကိုကလူရအကောင်းဆုံးအချိန်မှာလဲကျွန်တော်တိုင်ပတ်ခဲ့တာပဲလက်ရှိမှာဒါကျွန်တော် account ခင်မှာလဲဂိုင်ပတ်တယ်လက်ရှိမှာဒါမှတ်မှတ်ရ nuno aspiration တို့သူ့ရအသင်းဟောင်းကိုပြန်လဲရိုင်းချိန်မှာတိုင်ပတ်တယ်အခု ုလည်းရှိမှာဒါကြောင့် Thomas Wright နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာပါလီညာရဲ့တိတက်လှပလုံးနဲ့သင်ကိုနေတူဒီနေ့ပွဲစဉ်မှာ save ဖြစ်သွားတယ်မြင်ရတယ်မှာပါတယ်။နီးပြအနေနဲ့ဒီနေ့ပွဲစဉ်မှာလိုအပ်ချက်ကိုကျွန်တော်တို့ပြောမယ်ဆိုတော့ Kudus ကိုနီးပြကိုတိုင်ကအရင်တုံးကြည့်ချင်တယ်လို့ပြောချင်တယ်။ဘာဖြစ်လို့လက်ရှိမှာကျွန်တော်နောက်က Bay တောက်ရှော့ all hit နေတဲ့အတိုင်းပဲ Kudus ကိုကစားသမားကိုဒါကျွန်တော်ဘာဘာမဆိုင်ညာမဆိုင် left wing ကောက်ပို့ပြီးတော့ကျွန်တော် right wing မှာ Brandon Johnson လို့ကောင်းမျိုး facilitate လုပ်ဖို့ကြိုးစားတယ်။အခုဒီကနေ့နီးပြအနေနဲ့လိုချင်တာ Brandon Johnson ကဂိုးသွင်းနိုင်ဆိုတဲ့ရှေ့ကြောင့်မဒါကျွန်တော် Kudus ကိုဒါကျွန်တော်နောက်ကနေ like ကစားဆိုရင် Kudus ကိုပိုပိုယုံနေဗျာ။ မဲ့ပြဿနာ Brandon Johnson နဲ့ပုတ်ကူးတက်စ်လည်းပုတ်သွားတဲ့အဖြစ်ကိုစဘာအသင်းကြုံခဲ့ရတယ်။စဘာအသင်းက Wolf နဲ့ပတ်သက်လာပြီးဆိုအမြဲတမ်းကြောင်ဂိုးတွေကိုတောက်လျှောက်ပေးနေခဲ့ရပြီးဒီနေ့ပွဲစဉ်မှာလည်းကြောင်ဂိုးတကူပဲဒါကျွန်တော်တို့ set piece ကနေပြီးပြန်ရှင်ထွက်လာတဲ့ဘောလုံးကိုပိတ်သွင်းခဲ့တဲ့ပုံစံမျိုးတွေ့ခဲ့ရတယ်။ Wolf အသင်းနဲ့ဒီနေ့ပွဲစဉ်မှာတပွဲလုံးမှာ shot on target တစ်လုံးပဲရှိခဲ့ပြီးဒါခုနကပြောဆို shot total shot ကနှစ်လုံးပဲရှိခဲ့တယ်မှာပါတယ်။ဒီနေ့ပွဲစဉ်မှာစဘာအသင်းနဲ့ဒါကျွန်တော်တို့သွင်းဂိုးတကူရခဲ့ပြီးမြင်ဒါကျွန်တော်လူကျုံခဲ့ရဆိုပြီးဖြစ်ခဲ့တယ်ပြီးတော့ဒါ Hudes ကိုတည်းကဒီနေ့ပွဲစဉ်မှာဂိုးသွင်းမှုကံမပါဘူးလို့ပဲပြောရပါ။တစ်လုံးကခေါင်းတိုက်တာတိုင်ထီသွားခဲ့ပြီးတော့ဒါတစ်လုံးကတော့ တော်လူကျွန်သွားတယ်လို့ပြောလို့အဲ့တော့ဒီနေ့ပွဲစဉ်ကိုစပါတင်ကြည့်ပြီးဒီနေ့ဒါကျွန်တော်တို့တိုက်စစ်မှုညမှာ Richard Lee ဆန်မှာမတုံးဘူးဆိုရင်တော့စပါတင်ကရွေးချယ်စရာမရှိတဲ့ပြဿနာက တော်တော်ကြီးကိုဆိုးရွားတဲ့အခြေအနေတခုလို့ကျွန်တော်ရဲ့ပုံကိုရေးရမှာကျွန်တော်မြင်တယ်။စပါးအတင်းအတွက်ဒါဟာထိုးနှက်ချက်တော်တော်လေးကြီးမားတယ်။ဆိုလန်ကြီးကလည်းခုချိန်ထိပြန်မကောင်းသေးဘူးကိုလိုမွားနေရတယ်ခုအဲ့တော့လက်ရှိမှာဘူဒူရဲ့ဂလင်ပွဲစဉ်မှာစပါးအတင်းနဲ့ဒီလိုပုံစံမျိုးသူတို့ရဲ့အိမ်ငုံးမှာပွားကန်တော်တော်ကြီးကိုမလွယ်မဲ့အခြေအနေတခုလို့ကျွန်တော်နေနေမြင်တယ်။ပြီးတော့ဒုတိယပိုင်းမှာဒုတိယပိုင်းမှာစပါးအတင်းနဲ့အာဂျင်စီတော်တော်လေးကိုနေတယ်။ပြောချင်တာကိုအတင်းကရှုံးနေတယ်။ဥက္ကဋ္ဌဘောလို့ကျွန်တော်တို့က ကျွန်တော်စပွားတင်54မိနစ်မှာကျွန်တော်တို့ဒါပေးကိုပေးလိုက်ကျွန်တော်နောက်ကနေပြန်လိုက်ပြီးတော့တကိုးသွေးမှုဒါကျွန်တော်ဒါ36ချောင်းမတူတဲ့အချိန်မှ5မိနစ်ပေါ့ကျွန်တော်မိနစ်40လောက်နေရရှိခဲ့တယ်အဲ့ဒီမိနစ်40ကိုလုံးဝစပွားတင်ကျွန်တော်တို့ဘာအခွင့်အရေးမှမတော့နိုင်ဘူးစပွားတင်တဲ့လက်ရှိမှာဒီနေ့ပုံစံမှာခန်းစစ်ကိုလည်းကျွန်တော်ဘာပြဲမှမပြောချင်ဘူးဒါပေမဲ့ခုနကပုံစံစပွားတင်တဲ့ဒီနေ့ပုံစံမှာ digest space ရဲ့ natural position မှာ तू ဆော့ရတဲ့ဆိုင် तू ဟာဥဒိုဂီနေရာမှာဆော့မှာကောင်းမယ်ဆိုတော့ပို့ပို့ပြီးတွေ့လာခဲ့ရတယ်ဒီလိုမိနစ်ပုံစံမှာဆိုပက်ထရိုပိုရိုမရှိဘူးဆိုစပွားတင်ဘလောက်ထိဒုက္ခရောက်လဲဆက်လက်ပြီးတွေ့ခဲ့ရတယ်စပွားတင်တဲ့ခု လက်ရှိမှာအဓိကလိုအပ်ချက်ကဒါကြောင့်မနစ်ကနွေရာဒီမှာ left wing ကစားသမားမဝယ်ယူခဲ့တာကစပါအသင်းအတွက်ဘလောက်ထိထိခိုက်နေတာလဲဆိုဒီလိုမျိုးပွဲစဉ်တွေမှာတွေ့ရတယ်။ဒါအတိုးလုံးဒီလိုအပ်ချက်တွေကိုအများကြီးတွေ့ရတယ်။တကယ်တော့ကတော့လူလဲပြီးဟေးဆိုရင်ဒါအိုဒိုဘက်လိုကစားသမားမျိုးပဲလဲခွင့်ရှိတယ်။ဒါဒီနေ့ပုံစံမှာကျွန်တော်စပါရတာကျွန်တော်လုံးဝ momentum ကို change လုပ်လိုက်တဲ့စားပဲ။ဒါပက်ပေးစာကလက်ရှိဒါကျွန်တော်တို့အဲ မတူအောင်လေကျွန်တော်ဒါ friend ငယ်အောက်မှာအတိုးတက်ဆုံးကစားသမားတယောက်လို့ကျွန်တော်မဖြစ်မနေချီးကျူးရမယ်တဲ့မှာပါတယ်စားဝင်လာပြီးစားနေသူကိုယ်တိုင်ကတော့ကျွန်တော်တို့ YouTube ရတာလုပ်ပြလို့ရရဆိုမှသူအနေနဲ့သူ့ရှေ့ကရှိနေတဲ့ပါလင်ညာကိုသူတီချာချပေးရတယ်ပါလင်ညာလက်ရှိမှာကျွန်တော်နှစ်ပွဲဆက်ဂိုးသွင်းခဲ့ပြီးလက်ရှိမှာ Tottenham Hotspur ရဲ့ဂိုးသွင်းအများဆုံးသောကစားသမားရတယောက်ဖြစ်လာခဲ့တယ်ဒီနှစ်မှာတော့ကျွန်တော် technical တွေကြားထဲမှာပါလင်ညာလူတော်များရဲ့ဝေဖန်မှုအကြီးကျယ်ခံရတယ်မှာပါဘာလို့ဆို defensive midfielder အသက်30ရွယ်ကစားသမားကိုစပါအသင်းအနေနဲ့ဘာကြောင့်မို့ဒီလိုမျိုးတာကျွန်တော်တို့ခေါ်လဲပေါ့ဗျာဒါ technical တွေသိမှကြတယ်ဒါပေမဲ့ကျွန်တော်ကဘာလို့ဆို DM က DM လို့လို့ကျွန်တော်သဘောကျတယ်ဘိနာမာဒါမြန်နှုံးမြင့်ဒါကျွန်တော်တို့ယုံနိုင်တဲ့ခေါင်းနဲ့တွဲပြီးဆိုဒီကစားသမားတွေ့တယ်ဒါပါလီညာလည်းအသက်ရွယ်နေမှသူလုပ်ခဲ့တယ်ရှေ့ပွဲမှာလည်းဒါကျွန်တော်တို့နောက်နောက်နောက်ပြန်ကစ်တင်နိုင်တွင်းခဲ့တယ်ဒီနေ့ပုံစံမှာသူလုပ်ခဲ့တော့ဒီနေ့ပုံစံမှာစတာတစ်ဖက်ကဗစ်တာပါရီရာသင်္ကန်းရှင်းတယ်ကန်တီဘီတပေါက်လုပ်တယ်စပောက်ကောင်တာချော့ဆိုတာကလွယ်ပြီးဘာမှတိပြီးမလုပ်ခဲ့ဘူးရှေ့ရှင်းလေးပဲအဲ့တော့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာစပားအသေးခွဲသွားတဲ့အတွက်ကြောင့်စပားအသင်းကတော်တော်လေးကိုခံစားသွားတယ်လို့မြင်တယ်ဒါပေမဲ့စပားအသင်းနဲ့ဒီလိုမျိုးဒါဂျင်းနဲ့ချက်ထဲရောက်အောင်အဖြစ်တစ်ခုရှာတက်မှရမယ်ဆိုတာကိုတော့ဒီလိုမျိုးပွဲစဉ်ကဆက်လက်ပြီးတော့ပြသနေစေဖြစ်တယ်လို့မြင် ဲ့ Thomas Frank ဒါကျွန်တော်တမိုင်း Thomas Frank ဒါကျွန်တော်တို့လက်ရှိဒါ Premier League ပွဲစဉ်ဒီမှာတော့အခုလက်ရှိမှာ3ပွဲနိုင်2ပွဲသေး2ပွဲရှုနေရရှိလက်ရှိ17မှတ်နဲ့တူတယ်ကျွန်တော်အဆင့်3နေရာမှာဆက်လက်ရတည်နေတာကိုတွေ့ရမယ်ဒါမှမဟုတ် Arsenal အသင်းဒါကျွန်တော် Newcastle နိုင်ခဲ့မယ်ဆပါးအသင်းနဲ့အဆင့်4ကိုဆင်းသွားမယ်ပြောနေတာရှင်းရှင်းလေးပါဒီနေ့ပုံမှန်တော့သူများအသင်းနေတာအမှတ်ရတယ်ဒါအမှတ်လိုက်တော့ဒီနေ့ပုံစံမှာဆပါးအသင်းက Wolves ကိုနိုင်ခဲ့မယ်ဆိုရင်တော့ဒါ Liverpool ဒါကျွန်တော် Champion ပြေးလဲကြောင်းကျွန်တော်ပြောတာမဟုတ်တော့ဒါကျွန်တော် line သင်းနိုင်ထိုက်တဲ့ပွဲစဉ်တွေအင်ကွင်းမှာဗျာဒါကျွန်တော်အဲ့ဒါလက်ရှိမှာအဲ့တော့ကျွန်တော်မြင်မှုသမ ्या ပုံစံမှာဒီပွဲကတော့အဆုတ်ဆုံးပွဲစဉ်တွေလို့ကျွန်တော်မြင်နေလောက်ပါပဲ ်နီးပြအနေနဲ့နီးပြတဲ့ဆိုင်နဲ့မဆိုင်ဘူးဆိုတော့နီးပြကိုယ်တိုင်ကတစ်ခါကျရင်ခကြောင်ထားဖောက်တဲ့အလုံးတွေလည်းအများကြီးအများကြီးပါတယ်လို့ပြောရင်းနဲ့ပြောချက်တော့တောက်ကုန်ပြပါအောင်ဘလုံးဘက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတော့ TV4 ရို့မှာကျင်းလို့ဆိုတာပေါအောင်ကုညီလို့ရပါတယ်များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာများများနိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ဒီနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြိုးတူပါတယ်များများလေးလည်းကလစ်ပေးကြပါအောင်များများကလစ်မှာများများနိုင်မှာဖြစ်ပါတယ်ဒေဗာဗျ